အယဲမိုက်တော့အယဲမိုက်တော့စက်တောင်ပဲကြော်များရရှိပါပြီခင်ဗျာကိုချင်းရတဲ့ဇနီးမယားနဲ့သားသမီးတွေနောက်ပြီးတော့ရကိုရဲ့မိဘတွေအတွေ့ကျမ်းမာရင်းနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုကျွန်တော်တို့ကချက်ပြုတ်ဖို့တာဝန်ရှိတယ်လေမဟုတ်ဘူးလား မှန်ပါတယ်ဒါကိုကိုတိုင်လည်းကျွန်တော်အခုအချိန်ရတော့ဟင်းချက်တယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့အမျိုးသားအမျိုးသမီးခွဲခြားရတဲ့ခေတ်တော်မဟုတ်ဘူးပေါ့ဗျာဆိုတော့ကိုကိုတိုင်ကောင်းကောင်းစားဖို့အတွက်ကိုကိုတိုင်ချက်တက်တုတ်တက်ဖို့လည်းလိုအပ်တဲ့ခေတ်ပေါ့အဲ့တော့အခုကျွန်တော်ပြပေးမယ့်ပစ္စည်းကတော့ကျွန်တော်တို့အမျိုးသားတွေလည်းလွယ်တဲ့တစ်ခုချက်လို့ရတယ်နောက်တစ်ခုကကျမ်းမာရေးနဲ့ညီညွတ်တဲ့ပစ္စည်းလည်းဖြစ်တယ်အာပြီးရင် brand ကလည်း Acon ဆိုတဲ့ brand ကကျွန်တော်တို့ time mate ဖြစ်တယ် ဘာပစ္စည်းလဲဆိုရင်ကျွန်တော်စီမပါအကျော်ဦးကိုကျွန်တော်ပြောပြမှာဖြစ်တယ်ဒါတော့ဗျာကျွန်တော်အလွယ်တကူပေါ့ဆိုတော့ကိုချက်ကျော်စားခြင်းလေဆိုလို့ရှိရင်လည်းကျွန်တော်စီမလို့ပဲနဲ့ကျော်လို့ရတယ်အဲဘဲကျော်မလားငါးကျော်မလားဗျာ အသားငါးတွေအကုန်လုံးကြော်သွင်းရတဲ့ပြည်ကိုကျွန်တော်တို့အာလူးတွေဘတ်ဂျစ်တွေပဲဒါတွေအကုန်လုံးကိုလည်းစီမပါပဲနဲ့ဒီမှာအားလုံးအဆင်သင့်လုပ်လို့ရတယ်ပေါ့ပြီးအချိန်ကလည်းခဏလေးအတွင်းနဲ့ပြီးဆုံးတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ဥမာကြက်တွေကြော်မယ်ဘဲတွေကြော်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအကောင်လိုက်ထည့်ကြော်လို့ရတယ်သူကလီတာက6လီတာတောင်ရှိတယ်ဆိုတော့မစိုးဘူးပေါ့ Okay အဲ့တော့ကျွန်တော်ကဒီဗီဒီယိုဘာလို့လုတ်ပေးသလဲဆိုလို့ရှိရင်ဒီ Echo Net ဆိုတဲ့ brand ကသူ့ရဲ့ဈေးနှုန်းက၄သိန်းနဲ့၅တောင်းရှိပါတယ် ဆိုပေါက်စင်းက၄သိန်း5000မှာရှိပါတယ်။သူက air flyer စီမပါအကျော်ဦး digital နဲ့သွားတဲ့ပစ္စည်းပါ။ဒါပေမဲ့အခုကျွန်တော်တို့ကဈေးနှုန်းအထူးသက်သောင်းသက်သာနဲ့ကျွန်တော်တို့ရောင်းပေးမှာဖြစ်တယ်။ဘာကြောင့်လဲဆိုပစ္စည်းများဝယ်ပြီးတော့ဒီဂျင်းမင်းတွေကိုရောင်းပေးမှာဖြစ်တယ်။ရောင်းချပေးမယ့်ဈေးက3,800,000ပဲလူချင်းမင်းတို့ကြားတင်မယ်။ ရနီယာလဲဝနီယာပါအောင်မယ်ဆိုတော့အခုကျွန်တော်ကတော့စမ်းသပ်ပြီးကြော်မဲ့အနေထားတော့ကျွန်တော်ကြက်တောင်မန်လေးစီစဉ်ထားတယ်โอเคကျွန်တော်တို့ကြက်တောင်မန်လေးစမ်းပြီးကြော်ကြည့်အောင် air flyer ကကျွန်တော်တို့က digital ဖြစ်သွားတဲ့အတွက်ကြောင့်ဗျာကျွန်တော်လွယ်လွယ်တူအသုံးပြုရတယ်အခုနောက်မှဆိုရင်ကျွန်တော်ကမီးပလက်ထူထားတယ်ပြီးရင်ပါပါဖွင့်မယ်ပေါ့ဗျာဒါဆိုရင် तू ဘာမှမလုပ်သေးဘူးဆိုတော့ဒီပုံမှန်အားကျွန်တော်တို့ပုံစံလေးပြထားတယ်အာလူးချောင်းကြော်မလားပစွန်ကြော်မလားကြက်သားလားအသား ကျွန်တော်တို့အပြားကြီးကြီးလားအသားသေးသေးလားငားလားအဲပြီးကိတ်မုတ်ဖုတ်မလားသူကအမျိုးစုံပေးထားတယ်ဗျာနောက်ပြီးတော့လို့ရှိရင်အဲဒီဘက်မှာဆိုလို့ရှိရင်အပူချိန်တကယ်နားနဲ့တက်ကြွတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်အပူချိန်ကိုကိုလိုတလို့ပေးတယ်အဲဒီဘက်မှာတိုင်မှာတိုင်မှာကိုလည်းလိုတလို့အတိုးလျှော်လုပ်လို့ရတယ်ဆိုပါစို့ကျွန်တော်တို့ကအဲဘာမှမချက်တက်ဘူးဆိုရင်ဒီ air flyer ကိုလည်းမသုံးတက်ဘူးဆိုလို့ရှိရင်ဗျာ Facebook မှာလေ air flyer နဲ့ကျွန်တော်တို့ ဟင်းချက်ကြမယ်ဆိုတဲ့ဂရုတွေအများကြီးရှိတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒီဟာကိုသုံးနည်းသင်ပေးထားတဲ့သူတွေလည်းအများကြီးရှိတယ်။အဲဘယ်ဟင်းပွဲလေးကိုချက်လို့ဘလို့စားကောင်းတယ်ဆိုတာကိုလည်းသင်ပေးထားတဲ့သူတွေအများကြီးရှိတယ်။ပျော်စရာလုံကောင်းပါတယ်ဒါလေးတစ်လုံးဝင်ထားမယ်ဆိုရင်ချက်တောင်မန်လေးတွေကြော်စားမယ်။ဘာစီမမထည့်ပဲနဲ့ကျွန်တော်ကြော်စားမှဖြစ်တယ်။ Okay ဘယ်လိုထည့်မလဲဆိုရင်ကျွန်တော်တို့က air flyer ရဲ့ engine ကိုဖွင့်ပလိုက်မယ်။ဖွင့်ပြီးသွားရင်ဒီမှာကျွန်တော်ချက်တောင်မန်လေးတွေကိုဒီမှာ ဒီစကားလေးပေါ်မှာတင်လိုက်အောင်မယ်ဒီစကားလေးကနှစ်ဆင့်တော့ तू อ่ะဒီမှာတစ်ခုဖြုတ်လို့ရသေးတယ်ဒီခလုံလေးကိုနှိပ်ပြီးွားလို့ရှိရင်အဲ तू อ่ะဒီလိုဖြုတ်လို့ရတယ်ဒီကကြော်တဲ့တတော်ဝမှာပါတဲ့စီဒီကကျွန်တော်ဒီအောက်ကအန်လေးကို तू อ่ะရောက်သွားမှာဖြစ်တယ်အကယ်လို့မှလူချင်းမင်းတို့ကဒီကောက်ကအန်လေးကိုမရောက်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ခဲပြားလေးတွေခံပြီးကြုံလဲရတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကဒီလိုကြော်တာပူပြီးတော့သဘောကျတယ်ပြီးမှဒီအောက်ကဟာကိုကျွန်တော်တို့ကရေမြုပ်နဲ့ဆေးပလိုက်တာပေါ့နော် သူကဒီလိုကြုံလို့ရှိရင်အောက်မှာသူကဒီလိုမျိုးစကားလေးတွေဖြစ်တဲ့ကြောင်းအောက်ကောအပေါ်အကျက်ပူပြီးတော့ညီပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ချက်သားထည့်ပြီးွားပြီဒီလိုမျိုးလေးပဲအလွယ်တကူထည့်လိုက်မယ်ပြီးရင်ပါဝါဖွင့်မယ်ပြီးွားရင်ချက်သားပုံလေးရွေးမယ်ပြီးရင်ကျွန်တော်တို့ play လုပ်မယ်ဆိုရင်ဒီ power clock လေးကိုနောက်တစ်ချက်ထပ်နေလိုက်ပါ โอเคသူ့ရဲ့လုပ်ငန်းစတင်ပါပြီအခုဆိုရင်ကျွန်တော်တို့ကအပူချိန်ဆိုလို့ရှိရင်200ဒီဂရီစင်တီဂရိတ်နဲ့သူ့ပတ်သူအော်တိုချိန်ပေးတယ်ကြက်သားဆိုရင်ကျွန်တော်တို့ကြာမဲ့မိနစ်က22မိနစ်ဖြစ်ပါတယ်ဆိုတော့22မိနစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကြက်တောင်မန်ကျော်ကအားလုံး okay ပါပြီခင်ဗျာဆိုတော့စီမပါပဲကျော်တဲ့ကြက်တောင်မန်ကျော်ဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့က22မိနစ်ကနေစလိုက်တာဆိုလို့ရှိရင်ကျွန်တော်10မိနစ်ပြီးသွားပြီအခုဆိုရင်12မိနစ်ပဲ ကြံတော့တယ်ပေါ့ဗျာအဲ့လိုကြံတော့တဲ့အချိန်မှာဒီ L flyer ကိုကျွန်တော်တို့ကအထင်းထဲကကိုချက်ထားတဲ့ခင်းပွဲတွေဘယ်လိုပုံစံမျိုးဖြစ်တယ်လဲဆိုတာကိုလည်းဖွင့်ကြည့်လို့ရတယ်အဲ့လိုဖွင့်ကြည့်မယ်ဆိုလို့ရှိရင်ဘာမှလုံးစရာမလိုဘူးဒီလိုမျိုးဆွဲလိုက်အောင်ပဲဒီလိုဆွဲလိုက်တာနဲ့ဒီမှာအကုန်လုံး auto stop ဖြစ်သွားမယ်အာအထင်းထဲမှာတော်တော်မိုက်နေပြီနော်ဒါကျွန်တော်တို့10မိနစ် ကြော်ထားတဲ့အနေထားပေါ့ဗျာတော်တော်လေးမိုက်နေပြီကျက်တော့မှန်နေအရာအလောင်းတော်တော်လှနေပြီ okay အဲ့ဒါကျွန်တော်တို့ကအာဒီအပေါ်အောက်ဒီဘာကြီးကိုကလှန်ကျင်တာလဲလှန်ပြီးွားရဆိုရင်ဒီဆက်ကိုအခုဒီ answer ကိုဒီတိုင်းပြန်ထည့်လိုက်တာနဲ့သူ့မှာကြံတဲ့တိုင်မှာတိုင်းသူက set ram မှာဖြစ်တယ်ဘာခလုံးမှနှိပ်เสียရမလိုပါဘူးခင်ဗျဒီလိုမျိုးလေးပဲ okay ဒါဆိုပြန်ပြီး run သွားပါပြီ ကျန်တဲ့7မိနစ်ကိုစတင်ပြီးချက်ပြုတ်နေပြီနောက်တစ်ခုက "तू ကကျွန်တော်တို့၄ဘူးနဲ့ကြော်တယ်လို့ခေါ်တယ်ဗျ။ဒါကြောင့်ကျွန်တော်တို့ကကတ်တာတွေပြူတာတွေမရှိဘူး။ပြီးရင်အကြက်မကြီးမှလည်းမပူပါဘူး။နောက်တစ်ခုကအဲ့လို၄ဘူးနဲ့ကြော်ပြီးတော့ तू ကအပူစွန့်ထုတ်တဲ့နေရာတစ်ခုတော့ရှိတယ်။ तू ကဒီနောက်မှာပါ"ဗီဒီယိုရှင်မှာဆိုလို့ကျွန်တော်ဟိုတောက်ချောက်ကြီးတော့ရိုက်မပြဘူးကျွန်တော်ကြားထဲမှာတော့ဖောက်ရိုက်ပေးထားပါတယ် ဩပရသူရဲ့ process ပြီးသွားပြီဆိုလို့ရှိရင် तू ကဩအလန်းပြီးနေပြာနော်โอเคတွတ်ကြည့်အောင်ဟောအရင်မိုက်တော့အရင်မိုက်တော့စက်တောင်ပဲကြော်များရရှိပါပြီခင်ဗျာ အရှင်းမှာချက်ပြုတ်ပြသွားတယ်ကျွန်တော်တို့ဒီ Efren ရကတော့ကျွန်တော်တို့ Acon နဲ့တိုင်းမိတ်ဖြစ်ပါတယ်သူ့ရဲ့အတွင်းထဲမှာဆက်တဲ့ပမာဏကတော့6လီတာဆက်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ digital တိုက်လည်းဖြစ်သွားမယ်လွယ်လေးတကူလည်းရှေ့မှာအမျိုးသားအမျိုးသမီးရောလူကြီးမိပါမရွေးအကုန်အလွဲတကူအသုံးပြုနိုင်ပါတယ်နောက်တစ်ခုက Rania လည်း1 year ပေါင်ဝင်ပါသေးတယ်အဲ့ဒီအပြေအမသူ့ရဲ့ပေါင်စီက၄သိန်းနဲ့9000ရှိပါတယ်ခင်ဗျာ ယခုကျွန်တော်စီမှာဝယ်မယ်ဆိုလို့ရှင်တော့လူချင်းမင်းတို့အတွက်ကိုပစ္စည်းများများဝယ်ပြီးအမြန်နေနဲ့ပြန်လဲဖြည့်ကြည့်ပေးမယ်ဈေးနှုန်းက3,800ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အမျိုးသားမချက်တဲ့တွေလည်းဒီအားလေးတစ်ခုဝယ်ထားမယ်ဆိုလို့ရှင်တော့ကျွန်တော်အင်ရှင်မတွေကိုကျွန်တော်မျက်နှာလုံလို့ရတာပေါ့ဗျာကိုချင်ရတဲ့သားသမီးတွေကိုလည်းဖေးကြီးချက်တဲ့လက်ရဆိုပြီးတော့ကြွားလုံးထုတ်လို့ရမယ်ပစ္စည်းမျိုးဖြစ်ပါတယ်โอเคအမျိုးသားဒူကြီးဟင်းကောင်းကောင်းချက်တဲ့ကြပါစေနောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်